السلام عليكم ورحمة الله وبركاته نحمده ونصلي ونسلم على رسوله الكريم أما بعد تنهد أما سي نتون لي ليدا كوغو بيبو نيباري ميكي آمنار كما كوينو ميلي نوما أكو أفوية أو تيمو أوكو يولاد မြခင်အာမင်နာခင်မကွယ်လွန်ပြီးတဲ့နောက်မှာအခုတမန်တော်များကြီးဟာအဖိုးအဗ္ဒุลမူတလီဘီအုတ်ထိမှုအောက်ကိုရောက်လာတဲ့တက်တော်ရှင်းနှစ်ရွယ်ရောက်တော့အဖိုးအဗ္ဒุลမူတလီဘကလည်းကွယ်လွန်သွားအဗ္ဒุลမူတလီဘကွယ်လွန်နေတဲ့အချိန်သူ့ရဲ့သားအဘူတာလီဘကိုခေါ်ပြီးမိမိရဲ့ယတိမီးလေးကိုအဘူတာလီဘရဲ့လက်ထဲမှာအနှံခဲ့အခု တမန်တော်မြတ်ကြီးဦးလေးအဘူသားလေးပြအုတ်ထိန်မှုအောက်ကိုရောက်ခဲ့အဖိုးရဲ့ဂျနာဇာကို လိုက်ပို့တဲ့ဂျနာဇာရဲ့အနောက်ကနေမျက်ရည်ဆက်လက်နဲ့တကောက်ကောက်လိုက်သွားတဲ့မြေမြုပ်ပြီးတဲ့နောက်မှာအဘူသားလေးကမိမိရဲ့သူတော်မောင်လေးတမန်တော်မြတ်ရဲ့လက်ကိုဆွဲပြီးတော့အိမ်ကိုခေါ်လာပြီးအဖိုးအိမ်မှာရှိတဲ့အဝတ်အစားတွေအဝတ်အစား၃၄၅၀ရှိမှာပေါ့အဲ့ဒီအဝတ်အစားလေးပါတယ် အတုံးတော်ပစ္စည်းလေးကိုယူပြီးတော့အဘူတာလိပ်ကခလေးကိုသူ့အိမ်ကိုခေါ်သွားအိမ်ကိုရောက်တော့သူ့ရဲ့ဇနီးဟဇရတ်အလီရဲ့အမေဖာတီမာဘင်ဒီအစတ်ကိုပြောတဲ့ဖာတီမာငါယတင်ခလေးတယောက်ကိုခေါ်လာတဲ့အဲ့ဒီခလေးကိုငါမွေးစားပြစေဖာတီမာကမကကျမအရင်ခလေးကိုကြည်အောင်မယ်ကြည့်လိုက်တော့မုဟမ္မဒ်ဆလလာဟူအလိဝါဆလမ်ဖြစ်နေတဲ့ ဖာတမခင်မကဘာပြောလဲဆိုရင်ဟာဒါယတိမ်ခလေးမဟုတ်ဘူးဒါကျမခလေးပါကျမမွေးသားပါမယ်ဆိုပြီးတမန်တော်မြတ်ကိုရင်ထဲမှာအပ်ပြီးတော့တမန်တော်မြတ်ကိုမိမိရဲ့အိမ်မှာထားခဲ့ဟာဇရတ်အလီယာအမေဖာတမဘင်တီအဆဒ်ဟာတမန်တော်မြတ်ကိုတတော်ပဲချစ်တဲ့တမန်တော်မြတ်ကြီးသူ့ရဲ့ကျေးဇူးကိုဘရော့မှာမမေ့ခဲ့ဘူး အမေရိုင်းစာဟဘာရဲ့အရှိမဟာဇတ်အလီရဲ့အမေရဲ့အကြောင်းကိုပြောပြလေးရှိသူကိုတမန်တော်မြတ်ကိုဘလို့ပြုစုခဲ့တယ်ဆိုတဲ့အကြောင်းဘလို့အဝစားတွေကိုရှော်ပေးနဲ့ဘလို့ကောင်းမှစီလူပေးတဲ့သားသမီးတွေထက်ပိုပြီးတော့ဘလို့ချစ်တဲ့စသည်ခဏခဏတမန်တော်မြတ်ကြီးကဖာတီမာဘင်ဒီအဆက်ရဲ့အကြောင်းကိုပြောပြလေးရှိသူရဲ့ခြေသူကိုတမန်တော်ဘရောမှမမေ့ခဲ့ဘူးဟာဇရတ်အလီရဲ့အမေဖာတီမာဘင်ဒီအဆက် သူရဲ့ခင်မအဘူတာလစ်ကွယ်လုံးပြီးတဲ့နောက်မှာတမန်တော်မြတ်လက်ပေါ်မှာအီမန်အစ္စလာမ်ကိုလက်ခံခဲ့တဲ့ဖာတီမာဘင်တ်အစဒ်ခင်မကွယ်လုံးသွားတော့တမန်တော်မြတ်ကြီးကကဘာကိုဒဘယ်တူးခိုင်းခဲ့ကဘာကိုနှစ်ယောက်စာဒဘယ်တူးခိုင်းနေအဲ့ဒီနောက်တမန်တော်မြတ်ကြီးဟာဟဇရတ်ဖာတီမာဘင်တ်အစဒ်ကိုကဘာရဲကိုထည့်ပြီးတဲ့နောက်အဲ့ဒီဘေးမှာအဲ့ဒီဘေးမှာလှဲလျောင်းခဲ့ ပြီးတော့ဗာမိတ်ရှိလဲဆိုရင်ဒီမြေကြီးကငါရဲ့ခန္ဓာကိုယ်နဲ့ထိွားပြီးဖြစ်တဲ့အတွက်ကြောင့်မို့ဖာတမဘင်ဒီအစဒီအပေါ်မှာကဘာအဇမ်ကိုအလ္လာဟ်ကမာဖလုပ်လိုက်ပြီးဖြစ်တယ်အဲ့တော့ဆိုလိုချင်တာကအဖိုးအဗ္ဒุลမုတ်တလစ်ကိုလုံးပြီးတဲ့နောက်မှာတမန်တော်များကြီးကဦးလေးတော်အဘူတာလိဘ်ရဲ့အုတ်ထင်းမှုအောက်ကိုရောက်ခဲ့တဲ့အခုအဘူတာလိဘ်ရဲ့အိမ်မှာတမန်တော်နေခဲ့တဲ့တခေါက်အဘူတာလိဘ် <coughs> ကိုရိုင်းကောင်းတော်နေနဲ့အတူတူအယောင်းဝယ်ကိစ္စနဲ့စီးရီးယားနိုင်ငံကိုတွားဖို့အတွက်စီစဉ်နေဖာမာတော့ခလေးကိုမခေါ်တွားဖို့ပဲတွားကနေအချိန်မှသူတော်မောင်လေးကမျက်နှာမကောင်းဖြစ်နေတာကိုမြင်ပြီးတော့အဘူတာလိပ်ကကဲအတူခေါ်ဝါလိုက်မယ်ဆိုပြီးတမန်တော်မြတ်ကိုအတူခေါ်ဝါခဲ့ အတူခေါ်ဝါခဲ့တဲ့တွားရင်တွားရင်နဲ့ဘဆရာမြို့ကိုရောက်တော့အဲ့ဒီဘဆရာမြို့မှာ နဆရာနီဖုံးတော်ကြီးတစ်ပါးရှိတဲ့သူ့နာမည်ကဂျာဂျင်းစ်လို့ခေါ်တဲ့ညာတော်အဖြစ်သူ့ကိုဘူဟိုင်ရာ ဖုံးတော်ကြီးလို့ခေါ်လို့ရှိတဲ့သူဟာတော်ရဲကျမ်းပညာရှင်တစ်ပါးဖြစ်တဲ့ဒီအခုခရီးတဲ့အုပ်စုဟာဘူဟိုင်ရာဖုံးတော်ကြီးရဲ့အကြောင်းကိုဝင်လာတဲ့ခဏတစ်ဖြုန်နားကြတဲ့ဒီခရီးတဲ့ဘူဟိုင်ရာရဲ့အကြောင်းကိုဝင်လာတာကိုမြင်ပြီးတော့ဘူဟိုင်ရာဖုံးတော်ကြီးကအကြောင်းပေါ်ကနေ bide kaimi hada hada alameen 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 rahmatul lil re daha ကပြန်ကြီးကပြေးဆင်းလာတဲ့ပြေးဆင်းလာပြီးတဲ့နောက်မှာကလေးရဲ့လက်မောင်းကိုကိုင်ပြီးဟာဇာဆိုင်ယီဒူလ်အာလမင်းဟာဇာရာဆူလ်ရဗ်ဘူလ်အာလမင်းယဘ်အစ်ဟူလာဟူရဟ်မတ်တူလ်လလ်အာလမင်းဆိုပြီးတော့ပြောခဲ့တဲ့ဒါဟာနောက်ဆုံးတမန်တော်ပဲအားလုံးကိုဗာပြောလဲဆိုရင်နောက်ဆုံးတမန်တော်ရပါပွင့်မယ်ဆိုပြီးတော့လာရှိတယ်မို့လားဒါဟာအဲ့ဒီနောက်ဆုံးတမန်တော်ပဲဒီခလေးကဒါနောက်ဆုံးတမန်တော်ပဲ ကိုရိုင်းခေါင်းဆောင်ကြီးကအံ့ဩပြီးတော့ဘုန်းတော်ကြီးကိုမေးတဲ့ဘာကိုကြည့်ပြီးတော့ခင်ဗျဒီလိုပြောလိုက်တာလေဘုန်းတော်ကြီးအနေနဲ့ဒီကလေးကနောက်ဆုံးတမန်တော်ဖြစ်တယ်ဆိုတာကိုဘာကိုကြည့်ပြီးတော့ပြောလိုက်တာလေဘုန်းတော်ကြီးကဘာပြောလဲဆိုရင်ငါအနေနဲ့ကျောင်းပေါ်မှာထိုင်နေတာခင်ဗျားတို့ကုံတွေရဲ့အုပ်စုလာနေတာကို မြင်နေခင်ဗျားတို့ကုံတွေတွေလာနေတာကို မြင်နေခင်ဗျားတို့လာနေတာလာနေတာဟာ လာနေတာကိုကြည့်ပြီးတော့လမ်းမှာရှိတဲ့ကြောက်ခဲတွေတစ်ပင်တွေကအဆက်ဒီကလေးကိုစကြရာလုံနေတာကိုတွေ့ရတဲ့ဒီကလေးရဲ့ကောင်းပေါ်မှာမိုးတိမ်ကိုလွှမ်းမိုးပေးတာကိုတွေ့ရတဲ့အဲ့ဒီနောက်ဘုန်းတော်ကြီးကတမန်တော်များကြီးရဲ့ပကုံးတစ်ခုချားမှရှိတဲ့နဗုဝတ်ရဲ့အမတ်သားကို ကြည့်လိုက်တဲ့ကြည့်ပြီးတော့ဘာပြောလဲဆိုရင် တွေ့တယ်မဟုတ်လားဒီကလေးရဲ့ပကုံးတစ်ခုချားမှနဗုဝတ်ရဲ့အမတ်သားရှိနေတဲ့ ဒါဒီကလေးကတကယ်ပဲနောက်ဆုံးတမန်တော်ဖြစ်တဲ့အဲ့ဒီနောက်မှာဘုန်းတော်ကြီးကဒီကုံတွေတွေစားဖို့တောက်ဖို့အတွက်စားတောက်ကို စီစဉ်တဲ့ကုံတွေတွေကိုဒါဝတ်ခေါ်လိုက်တဲ့အခုအစားတောက်ကိုချက်ပြုတ်ပြီးစားတောက်ဖို့အတွက်အားလုံးအစင်းနဲ့ဖြစ်နေတဲ့အချိန်မှာတမန်တော်မြတ်ကိုမတွေ့တော့မေးတယ်လူဆုံပြီလားအားလုံးရောက်ပြီလားခလေးတယောက်ခြံနေတယ်သူကဘယ်မှာလဲသူက ကလအုပ်ချောင်းကိုတွားနေတယ်ဆိုတာကိုသင်ပြတော့ဘွာရာဖုံးတော်ကြီးကဘာပြောလဲဆိုရင်အဲ့ဒီကလေးရဲ့ဘာရကတ်နဲ့ခမရတို့ကိုချုပ်ကဒါဝတ်ပေးတာအဲ့ဒီကလေးမရှိဘူးဆိုရင်ခမရတို့ကိုချုပ်ဘာမှဒါဝတ်ပေးကြမလို့ဘူးအဲ့ဒီကလေးကိုခေါ်လာခဲ့ပါအဲ့ဒီနောက်မှာတမန်တော်မြတ်ကြီးဆလလာဟ်အလိဝဆလမ်တမန်တော်မြတ်ရောက်လာတဲ့ရောက်လာတော့တစ်ပင်အောက်မှာအားလုံးကထိုင်နေကြတယ်တစ်ပင်အရေးမရှိတော့ဘူး နေပူတဲ့မှာပဲခလေးပြပြတမန်တော်ထိုင်ချလိုက်တမန်တော်နေပူတဲ့မှာပဲထိုင်ချလိုက်တာနဲ့ဒီပိုင်းနဲ့တစ်ပင်ရဲ့အရိတ်ကတမန်တော်ဘက်ကိုညွန့်လာတာကိုတွေ့ရအဲဒီနောက်မှာဘုန်းတော်ကြီးကအားလုံးကိုပြတယ်တွေ့တယ်မဟုတ်လားဒါဒီကလေးကနောက်ဆုံးတမန်တော်ဖြစ်တယ်မေးတယ်ဒီကလေးရဲ့အုတ်ထင်းကိုဘလို့လဲအဘူတာလီဘ်ကဟုတ်ပါတယ်ဒီကလေးရဲ့အုတ်ထင်းကကျွန်တော်ပါ ဖုန်းတော်ကြီးကဘာပြောလဲဆိုရင်ကျွန်တော်တခုပြောပြသည်ဒီကလေးကိုခင်ဗျားတို့စီးရီးယားနိုင်ငံထဲကိုမခေါ်ဝါနဲ့အဲဒီမှာရှိတဲ့ပုပ်ကိုယ်တွေဒီကလေးကိုတွေ့ရင်တတ်လိုက်နိုင်မယ်ဒီကလေးတို့အသက်အန္တရာယ်ရှိတဲ့ဒီကလေးကိုမကကိုပြန်ပို့လိုက်ပါအဲဒါလိုပြောနေလို့မရှိတယ်ဘဝိုင်းတာဖုန်းတော်ကြီးရဲ့နန်းတော်ထဲမှာရောမနိုင်ငံဘရင်ဘက်ကနေဆေလွတ်လိုက်တဲ့လူခုနှစ်ယောက်သုတ်တေသားတွေနဲ့ ဖုန်းတော်ကြီးရဲ့နန်းတော်ထဲကိုဝင်လာတဲ့ဖုန်းတော်ကြီးရဲ့ចောင်းထဲကိုဝင်လာတဲ့ចောင်းထဲကိုဝင်လာပြီးတော့ဟိုရှာဒီရှာနဲ့ဖုန်းတော်ကြီးကမေးတယ်ခင်ဗျားတို့ဘလူတွေလဲပြောပြတယ်ကျွန်တော်တို့ကိုရောမနိုင်ငံဘရင်ကဆင်လွတ်လိုက်တာကျွန်တော်တို့ရဲ့ချမ်းစာအုပ်ထဲမှာလာရှိတဲ့နောက်ဆုံးတမန်တော်မွေးပြီးဖြစ်တဲ့အဲ့ဒီနောက်ဆုံးတမန်တော်ကဒီနေ့ဒီရက်မှာသူကခရင်သွားမယ်ဆိုပြီးတော့လာရှိလာတဲ့အဲ့ဒီအတွက်ဘရင်က အဲ့ဒီကလေးကိုတတ်ဖို့အတွက်အဲ့ဒီကလေးကိုရှာဖို့အတွက်လေးဘက်ကိုလူတွေကိုလှုပ်ထားတဲ့ကျွန်တော်တို့အဖွဲ့ကဒီကို ရောက်လာရခြင်းဖြစ်တဲ့အဲ့ဒီမှာဖုံးတော်ကြီးကဘာရှင်းပြလဲဆိုရင်အလ္လာဟအရာတစ်ခုကိုဖြစ်ဖို့အတွက်ဆုံးဖြတ်ထားပြီးပြီဆိုရင်မင်းတို့ငါတို့ဘယ်လိုလုပ်ပြီးတော့တားလို့ရပါမလဲဒီလူခုနှစ်ယောက်ကိုဖုံးတော်ကြီးကရှင်းပြတဲ့နားလေတဘောပေါအောင်တင်းပြတဲ့အဲ့ဒီပုံမှာသူတို့ကလည်းလက်ခံလိုက်တဲ့

ترمذي جانا مالي دي, دي جون لاشي وآخر دعوانا أن الحمد لله رب العالمين